စီးပွားရေးလုပ်ငန်းတစ်ခု အောင်မြင်ဖို့အတွက်ကျွန်တော်အကြံပြုချက်၃ခုကိုပေးပါမယ်။အဲ့ဒီအကြံပြုချက်၃ခုအတိုင်းသာလိုက်လုပ်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့စီးပွားရေးကအောင်မြင်မှုတွေရပါလိမ့်မယ်။အဲ့ဒီအကြံပြုချက်၃ချက်ကလည်းကျွန်တော်ကိုယ်တိုင်ကျင့်သုံးနေတဲ့အရာ၃ခုဖြစ်ပါတယ်။အဲ့တော့နံပါတ်၁အကြံပြုချက်ဒီကျွန်တော်တို့ကငွေတစ်ခုတည်းအတွက်နဲ့စီးပွားရေးဘယ်တော့မှမစတင်ပါနဲ့။ ငွေတစ်ခုအတွက်တဲ့ထုတ်ကုန်တွေဝန်ဆောင်မှုတွေထုတ်ရောင်းတာမျိုးမလုပ်ပါနဲ့အဲ့ဒီအစားကိုကျွန်တော်တို့ဘာလို့ရမှာလဲဆိုတော့လူအတိုင်းဝိုင်းအတွက်တန်ဖိုးရှိတဲ့အရာတွေကိုဖန်တီးထုတ်လို့ရောင်းချပါနော်သူတို့စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်လေ Apple company တွေနော် Steve Jobs တို့ iPhone တွေထုတ်ရောင်းတာမဟုတ်ဘဲနဲ့လူသားတွေသူတို့ရဲ့ဖုန်းတွေကိုအသုံးပြုပြီးတော့မှအကျိုးစီးပွားတွေ တိုးတက်လာမယ်เนาะကျန်းမာရေးတွေကောင်းလာမယ်ပျော်ရွှင်လာမယ်အဲ့ဒီအတွက်ကိုရည်ရွယ်ပြီးတော့မှတန်ဖိုးရှိတဲ့ iPhone တွေကိုကျွန်တော်တို့ထုတ်ပြီးတော့မှရောင်းတာပါအဲ့တော့ကျွန်တော်တို့ဆိုလို့ရှိရင်အခုသင်တန်းတွေပြောင်းနေအဲ့ဒီသင်တန်းတွေကကျွန်တော်ငွေတစ်ခုတည်းအတွက်နဲ့ဥတီနေတာမဟုတ်ဘဲနဲ့စီးပွားရေးလုပ်ငန်းရှင်တွေဝင်ငွေတွေတိုးဖို့စနစ်ကျဖို့အတွက်ကျွန်တော်တန်ဖိုးရှိတဲ့အရာတွေကိုထုတ်ရောင်းနေတာပါအဲ့ဒါဆိုလို့ရှိရင်တော့ငွေတွေသူ့အလိုလို လိုက်လာပါလိမ့်မယ်ရလာပါလိမ့်မယ် ဒါကနံပါတ်1တစ်ချက်ပါအဲ့တော့နံပါတ်2တစ်ချက်ဒီကျွန်တော်တို့ပါလဲဆိုတော့ ethical ကျင့်ထုံးနဲ့ကိုက်ညီတဲ့စီးပွားရေးတစ်ခုတည်ဆောက်ပါဒါမှမဟုတ်ဂုံတိတ်ခါရှိတဲ့စီးပွားရေးတစ်ခုတည်ဆောက်ပါကျွန်တော်တို့လိန်ညာတာတွေကောက်ချစ်တာတွေเนาะကိုယ့်ရဲ့ customer တွေအပေါ်မှာเนาะမကောင်းတဲ့စိတ်ဓာတ်နဲ့ရောင်းချတာမျိုးတွေကျွန်တော်တို့မလုပ်ဘဲနဲ့ဂုံတိတ်ခါရှိတဲ့လုပ်ငန်းတစ်ခုအဖြစ်နဲ့ကျွန်တော်တို့ရက်တည်ပါလိန်ညာတာတွေမလုပ်ပါနဲ့ဒါဒီကျွန်တော်တို့ကတိတ်ကိုအရေးကြီးပါတယ် နောက်တတိယတစ်ချက်ဂျန်ပြူချက်ကတော့ကျွန်တော်တို့ကလုပ်ငန်းတစ်ခုလုပ်ပြီးဆိုလို့ရှိရင်ဘာလုပ်ရမှာလဲဆိုတော့ကျွန်တော်တို့အမြဲတမ်းပြုတ်ပြင်ပြောင်းလဲဖို့အတွက်ပြင်ဆင်ထားပါအဲ့တော့ကျွန်တော်တို့ကဟလာတချို့တွေဆိုလို့ရှိရင်ဟာငါ့ကိုဘာမှပြောနေငါဒါပဲဒါဆိုဒါပဲနောက်ထပ်မပြောင်းလဲနိုင်ဘူးဆိုပြီးတော့မှကျွန်တော်တို့ပြောတာရှိပါလိမ့်မယ်အဲ့တော့ကိုယ့်ရဲ့ customer တွေကိုယ့်ရဲ့ဖောက်တွေတွေကဒါလေးဒါလေးကတော့အဆင်မပြေဘူးဒါလေးပြောင်းပြင်ကောင်းပါပဲဒီလိုလေးအကြံပြုချင်တယ် ဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလို့မှလဲဆိုတော့သူတို့ရဲ့အကြံပြုချက်ဒီအတိုင်းကိုယ့်ရဲ့လုပ်ငန်းကိုပြုလွယ်ပြောင်းလဲနိုင်အောင်ကျွန်တော်တို့စ조사ဖို့လိုတယ်။ဒါမှသာလင်တို့တို့ကကိုယ့်ရဲ့ customer တွေရဲ့လိုအပ်တာတွေကိုလည်းကျွန်တော်တို့သိမယ်။တို့လိုအပ်တာတွေအတိုင်းကျွန်တော်တို့ကလိုက်ပြီးတော့မှပြည်ပြင်ပြောင်းလဲလုပ်ပေးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့လုပ်ငန်းတွေတဖြည်းဖြည်းနဲ့တက်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 လာပါလိမ့်မယ်။အဲ့တော့ဒါကတော့ကိုယ့်ရဲ့လုပ်ငန်းအောင်မြင်ဖို့အတွက်ကျွန်တော်ရဲ့အကြံပြုချက်၃ချက်ပါ။ ော့ခုဒီဗီဒီယိုကြည့်နေတဲ့လူငယ်ရှင်တွေရောဒီ၃ချက်တွေကဘယ်တစ်ချက်အကျိုက်ဆုံးဖြစ်မလဲ။ကွန်မန့်မှာရေးလို့ရရင်ရေးပြပါဦး။ဒီဗီဒီယိုစုဆောင်ကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်တို့ကကုညံလင်းအောင်မှာမင်္ဂလာရှိသောနေ့ဖြစ်ပါစေ။